မြောက်လာပါနှချင်းခရိယံအသင်းတို့တနှစ်တာစံစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါရစေ။ဂလာတိဩဝါဒစာခန်းကြီး3အငယ်1မှ29ပညာမဲ့သောဂလာတိလူတို့လက်ဝါးကတိုင်မှာအသေးခံတော်မူသောယေရှုခရစ်ကိုတင်တို့မျက်မှောက်၌ထင်ရှားစွာ ပြပီးသည်ဖြစ်၍တမန်တော်ကို နားမထောင်စေခြင်းငှာ သင်တို့ကိုအဘယ်သူ ပြုစားသနည်းပြည့်ညတ်တရားဤအကျင့်အာဖြင့်ဝိညာဉ်တော်ကိုခံရကြသလိုသို့မဟုတ်ယုံကြည်ခြင်းတရားကိုကြားနာခြင်းအာဖြင့်ခံရကြသလိုဟူသောအရာတစ်ခုကိုသာ သင်တို့၌ငါတိလို၏ဤမြလောက်ပညာမဲ့ကြသလိုဝိညာဉ်တော်ကို အမိပြု၍လှုပ်ဆရှိပြီးမှ ဇာတိကို အမိပြု၍ပြီးစေကြသလိုဤမြလောက်သော စင်းရဲခြင်းကိုအချီးနီးခံကြပြီလိုအချီးနီးတသက်ဖြစ်ရမည်လို ထိုမှတပါဝိညာဉ်တော်ကိုတင်တို့အားပေး၍တင်တို့၌တကူးများကို ပြတော်သူသည် ပြည့်ညက်တရားဤအကျင့်အားဖြင့်ပြသလိုယုံကြည်ခြင်းတရားကို နာခြင်းအားဖြင့် ပြသလိုထိုနည်းတူအာဗြဟံသည်ဖျားသခင်ကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းကို ဖြောက်မှတ်ခြင်းကဲ့သို့မှတ်တော်မူ၏ယုံကြည်ခြင်းရှိသောသူသည်အာဗြဟံ၏သားဖြစ်သည်ဟု အမှန်သိမှတ်ကြလိုဖျားသခင်သည်ယုံကြည်ခြင်းကိုထောက်၍တပားအမျိုးသားတို့ကို ဖြောက်မှတ်ရာ၌တည်စေတော်မူမည်ဟု ကျမ်းစာသည် မျော်မြင်လျက်အာဗြဟံအားအမိန့်ရှိ၍တင့်အားဖြင့်လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟုအင်းဝင်ကလေးတရားကိုဟောနှင့်လေ၏တို့ဖြစ်၍ယုံကြည်ခြင်းရှိသောသူတို့သည်ယုံကြည်သောအာဗြဟံနှင့်အတူကောင်းကြီးမင်္ဂလာကို ခံရကြ၏ ပြည့်ညတ်တရား၏အကျင့်ကို အမိပြုသောသူရှိသမျှတို့သည်အကျင့်နှင့်ဆက်ဆိုင်ကြ၏အကြောင်းမူကားပြည့်ညတ်တိကျမ်းစာ၌ပါသမျှသောစကားတို့ကို အမြဲမကျင့်သောသူတိုင်းကျင့်တော်မူခြင်းကိုခံစေသတည်းဟုကျမ်းစာလာ၏တပန်တော်ဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအဖြင့်အသက်ရှင်လိမ့်မည်ပြည့်ညတ်တရားမူကား ယုံကြည်ခြင်းနဲ့မဆက်ဆိုင် ထိုအကျင့်ကိုကျင့်တော်သူသည် ထိုအကျင့်အားဖြင့်အသက်ရှင်လိမ့်မည်ဟု ဆိုတည်းထိုကြောင့်ဖျားသခင်ရှိတော်၌ပြည့်ညက်တရားအားဖြင့်အဘယ်သူမျှဖြောက်မတ်ရာသို့ မရောက်နိုင်ဟုထင်ရှားလျက်ရှိ၏တစ်တိုင်း၌ဆွဲထားခြင်းကိုခံရသောသူတိုင်းကျင့်ခြင်းကိုခံရသောသူ ဖြစ်သည်ဟု ကျန်းစာလာသည်နှင့်အညီခရစ်တော်သည်ငါတို့အတွက်ချိန်ချင်းကိုခံရသောသူဖြစ်၍ငါတို့ကိုပြည့်ညက်တရား၏ချိန်ချင်းမှရွေးနှုတ်တော်မူပြီးအကြောင်းမူကားအာဗြဟံခံရသောကောင်းကြီးမင်္ဂလာသည်ယေရှုခရစ်အားဖြင့်တပါးအမျိုးသားတို့၌တည့်ရောက်သည်ဖြစ်၍ငါတို့သည် ဂတိတော်နှင့်ရှင်သောဝိညာဉ်တော်ကိုယုံကြည်ခြင်းအဖြစ်ခံရကြမည်အကြောင်းဒီညီအကိုတို့လောကီဝဟာရအဖြစ်ငါပြောမည်လူတော်လေဝန်ခံစာကို ချုပ်ပြီးမှအပေလူမြမပေရထက်ဆင်၍စကားကိုမသွင်းရဂတိတော်တို့ကို အာဗြဟံနဲ့သူဤအမျိုးအနွယ်၌ ထားတော်မူ၏အမျိုးအနွယ်တို့ဟု အများသော သူတို့ကိုရိမှတ်၍မိန်တော်မူသည်မဟုတ်တင်ဤအမျိုးနွယ်ဟုတယောက်သောသူကိုရိမှတ်၍မိန်တော်မူ၏ထိုတယောက်သောသူကခရစ်တော်ဖြစ်သည်ငါဆိုသည်ကခရစ်တော်ကိုရိမှတ်၍ဖျားသခင်တီစေတော်မူနှစ်တော်ပဒိညာတရားကို အနှစ်430လွန်ပြီးမှနောက်ဖြစ်သောပြညတ်တရားသည် မပယ်နိုင်ဂတိတော်ကိုအချီးနှီးမဖြစ်စေနိုင် ထိုမှတပါအမွေတော်သည် ပြညတ်တရားနှင့်ဆက်ဆိုင်လျင်ဂတိတော်နှင့်မဆက်ဆိုင်ဖျားသခင်သည်ဂတိတော်အားဖြင့်အာဗြဟံအားထိုအမွေတော်ကိုတနာတော်မူ၏တို့ဖြစ်၍ပြညတ်တရားသည် အဘယ်အကျိုးရှိသနည်းဟုမူကားဂတိတော်ကိုခံသောအမျိုးအနွယ်မဖြစ်မီတိုင်အောင်ဒုစရိုက်များကြောင့်ထိုတရားကိုထက်၍ပေးတော်မူ၏ထိုတရားကိုကောင်းကင်တမန်များအားဖြင့်အာမခံဤလက်၌ထားတော်မူ၏အာမခံမိသည်ကတပတ်နှင့်သာဆိုင်သည်မဟုတ်ဖျားသခင်မူကားတပတ်ဖြစ်တော်မူ၏ တို့ဖြစ်၍ပြည့်ညတ်တရားသည်ဖျားသခင်ဤဂတိတော်နှင့်ဆန့်ကျင်ဘက်ဖြစ်သလိုထို့သို့မဖြစ်နိုင်ရာအသက်ရှင်စေနိုင်သော ပြည့်ညတ်တရားကိုပေးတော်မူသည်မှလည်းအကယ်ဆင်ဆက်ထိုတရားအဖြစ်ဖြောင့်မတ်ခြင်းကိုရလိမ့်မည်ယခုမူကားယုံကြည်သောသူတို့သည်ယေရှုခရစ်ကိုယုံကြည်ခြင်းနှင့်ဆက်ဆိုင်သောဂတိတော်ကို ရမည်အကြောင်းစံစာသည် လူအပေါင်းတို့ကို အပြစ်၌ချုပ်ထား၏ယုံကြည်ခြင်းတရားမရောက်မီပြည့်ညတ်တရားသည်စောင့်နေသည် ဖြစ်၍ထိုအခါငါတို့သည်နောက်၌ထင်ရှားလက်တန်သောယုံကြည်ခြင်းတရားကိုမျှော်လင့်၍ချုပ်ထားလျက်ရှိကြ၏ထို့ကြောင့်ငါတို့သည်ယုံကြည်ခြင်းအဖြစ်ဖြောက်မတ်ရာသို့ ရောက်စေခြင်းငှာ ြည့်ညတ်တရားသည် ခရစ်တော်ထံသို့ငါတို့ကို ပို့ဆောင်၍ငါတို့၏အထင်းဖြစ်သည်။ယုံကြည်ခြင်းတရားသည် ရောက်လာသောအခါငါတို့သည် ထိုအထင်းလက်မှလွတ်ကြ၏။အဘယ်သို့နည်းဟုမူကားတင်တို့အပေါင်းသည်ယေရှုခရစ်ကိုယုံကြည်သဖြင့်ဖျားသခင်ဤသားဖြစ်ကြ၏။ခရစ်တော်၌ ဗတ္တိဇံကိုခံတော်သူရှိသမျှတို့သည်ခရစ်တော်ကိုယူတင်ဝတ်ဆောင်တော်သူ ဖြစ်ကြ၏ယေရှုခရစ်၌ယူဒလူမရှိဟေလတလူမရှိကျွမရှိ လူလွတ်မရှိယောက်ျားမရှိမိန်းမမရှိထိုသခင်၌တင်တို့အပေါင်းသည် တလုံးတဝတည်းဖြစ်ကြ၏ခရစ်တော်နှင့်ဆက်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍ဂတိတော်အတိုင်းအမွေခံ၏အရာ၌တည်ကြ၏။ကျမ်းနာရသူအားလုံးအပေါ်ဘုရားသခင်ကောင်းချီးပေးပါစေ။ ောကလူသားများကိုအပြစ်တရားမှကယ်ချွတ်တော်မူသောဖခင်ဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါれ။တာယာရဲ့နနက်အတွက်ကျေးဇူးတင်တယ်လို့ဆင်ခြင်ရတဲ့နှုတ်ကပတ်တမတရားအတွက်လည်းပဲကျေးဇူးတော်ကိုရေအတွက်ချီးမွမ်းပါれ။ယနေ့သားသမီးတို့ဆင်ခြင်ရတဲ့နှုတ်ကပတ်တမတရားအတိုင်းပဲ ာသမီတို့ရဲ့ဘဝအတ္တဓာတ်ထဲမှာယုံကြည်ခြင်းအားကြီးသောအတ္တဓာတ်များနဲ့အသက်ရှင်နိုင်စေဖို့ရန်အတွက်ဖခင်သားသမီတို့ကိုဆက်လက်၍ကောင်းချီးပေးသနာတော်မူပါယုံကြည်ခြင်းအားဖြင့်ဒါလျင် ဖြောင့်မတ်ရာသို့ရောက်ခြင်းဖြစ်ပါတယ်။ဤနေ့ပြည့်ညတ်တရားသည်ခရစ်တော်ထံသို့ပို့ဆောင်ပေးသောအထင်းဖြစ်ပါတယ်ပြည့်ညတ်တရားကိုလည်းပဲသာသမီတို့စောင့်ရှောက်ပြီးတော့မှယုံကြည်ခြင်းအရာမှာအာကြီးသောအတ္တဓာတ်များဖြစ်စေဖို့ဖြောင့်မတ်သောသူများဖြစ်စေဖို့ရန်အတွက်မိမိရဲ့ယုံကြည်ခြင်းကို တိုးမြင့်ပြီးတော့မှမရင်မရိုင်စေဖို့ရန်အတွက်သာသမီတို့ယုံကြည်ခြင်းအုတ်မြစ်မှာတည်သောအတ္တတာများဖြစ်စေဖို့အမစာကောင်းချီးပေးပါမိကြောင်းတပါးတည်သောသားတော်သခင်ယေရှုခရစ်တော်ဖခင်နာမကိုအမိပြု၍အလွန်ယူသေးစွာဖြင့်ဆုတောင်းဆက်က တောင်းလျှောက်ပါသည်ဖခင်အာမင် ထာဝရဘုရားသည်တင့်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်တင့်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေသောထာဝရဘုရားသည်တင့်ကိုမျှောကြည့်၍ချမ်းသာပေးတော်မူပါစေသောတမီတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှအနန္တမြတ်တော်မဟာဂယုဏကျေစုတော်နှင့် မေတ္တာဖွဲ့လက်လံပြတွင်တင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်